တကယ်တော့မင်္ဂလာသတင်းကတော့ကျွန်တော်တို့ကလွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကလေးကဒါကျွန်တော်တို့ကစီစဉ်ထားတာတွေရှိတာပေါ့နော်ဒါပေမဲ့အကြောင်းအကြောင်းကြောင်းလေးတွေနဲ့အာပြီးတော့အဓိကတော့ငွေရေးကြေးပိုင်းပေါ့လေအခုလင်းပြောရင်တော့ဒါငွေရေးကြေးပေါ့ကျွန်တော်လိုအပ်တဲ့ဟိုငွေရေးပမာဏလေးတခုမရောက်သေးတဲ့အခါကျတော့ကျွန်တော်တို့မှခြိလုံခြားတုံလေးတွေ ြစ်နေခဲ့ရတဲ့အချိန်လေးရှိတာပေါ့နော်ပြီးတော့ဒီသမီးသားသမာဝါဆိုတာဟိုဘယ်လိုပြောမလဲအားနေချက်အားတာချက်တွေရှိတယ်လေကောင်းတာဆိုတာတွေလောကဒဏ်အတက်ကြတွေအများကြီးရင်ဆိုင်ရတယ်သိခံရတယ်ဒါတွေတော်တော်လေးဟိုသိခံနိုင်သစ္စာရှိနိုင်မှရတာ哦အဲ့လိုသူလည်းဟိုဟိုအမဘုံမှာသစ္စာရှိတယ်ဟိုဟိုကိုမကြိုက်တဲ့အချက်ရာလေးကြာရင်တော့ ဟိုဟိုညှိနိုင်ရတာပဲပေါ့နော်ကျွန်တော်တို့လက်ထက်ကွင်ကလွန်ခဲ့တဲ့3နှစ်ကတည်းကကျွန်တော်တို့တောင်းထားတာရှိတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ဗီဒီယိုရိုက်တာလည်းရှိတယ်အဲ့ဒါလည်းခုနအောင်းလင်းကိုပြောလိုက်ရအောင်အဲ့ဒီဗီဒီယိုကဘယ်သူမှမအောင်းလင်းပဲရိုက်ပြီးသားလားအောင်းလင်းကအဲ့အဲ့ဒီတည်းမှာဇက်ဖို့ဟာကျွန်တော်လက်ထက်ကွင်တောင်းတဲ့ဟာကိုသူကဇက်ဖို့ဘေးနားတွေမြန်မာကားတွေမှာလည်းနောက်ဆုံးကျရင်ပြောရဟေးဆိုအဲ့လက်ကုတ်တွေမှာသူပါတယ်ဒါသူ့တော့ခွင့်ရမမေးလိုက်အဲ့ဗီဒီယိုဘယ်တော့တင်ပါလဲဆိုတော့လေးအောင်ပါ ခုကျွန်တော်တို့ဒီနေ့ကတော့ဒါရွှေငွေအင်ချမ်းမြေဝန်ဆောင်မှုလုပ်ငန်းနဲ့ကျွန်တော်နေရန်ပေါ် travel and tour လုပ်ငန်းပေါ့နော်ဒီလုပ်ငန်းနှစ်ခုကိုကျွန်တော်ကဒါ share ဝင်တဲ့သဘောပေါ့လေ share ဝင်တဲ့သဘောအနေနဲ့ကျွန်တော်ကဒီရှိပြီးသားတကယ်တော့သူတို့ဒီလုပ်ငန်းကကျွန်တော်တို့လုပ်ခဲ့တဲ့တစ်နှစ်ကျော်လောက်တည်းကသူစ run နေပြီပေါ့နော်ကျွန်တော်လည်းအခုမှဒါစကားဆက်ဆက်နေတယ်မှာကျွန်တော် share ဝင်မှုဖြစ်လာတဲ့အခါကျတော့ဒါဒီနေ့ကတော့ကျွန်တော်ကဖွင့်ပွဲလို့သုံးလိုက်မယ်တကယ်တော့ဖွင့်ပွဲတော့မဟုတ်ပါလေအဓိကတော့ကျွန်တော်မိတ်ဆက်ပွဲသဘောမျိုးနေတယ်ဒါအချင်းယုံနေကျွန်တော်လုပ်တဲ့ပွဲလေးပါခင်ဗျာဟုတ် အဲဘလိုပေါင်းမဲ့တာဆိုကျွန်တော်နဲ့ဒီကိုနေဝင်းတို့နဲ့ကိုနေဝင်းစာဒီ share ဟိုတာပေါ့နော်ကိုနေဝင်းတို့နဲ့ကကျွန်တော်နည်းနည်းရင်းနှီးတာတော့ကြားပြီဒါပေမဲ့ဟိုတိတ်ပြီးတော့ဒီလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့စကားဆက်ဆက်တိတ်မရှိခဲ့ဘူးပေါ့လေနောက်ပိုင်းဒီလုံခဲ့တဲ့3လလောက်ကမှကျွန်တော်စကားပြောနေရတယ်မှာဟိုစကားဆက်ဆက်မိတဲ့အခါကျတော့သူတို့အနေနဲ့လည်းဒီလိုမျိုး share ပေါ်ဖို့ရှိတဲ့အခါကျတော့ကဲအဲ့ဆိုရင်လည်းကျွန်တော် share လေးဝင်လို့ရမလားဆိုကျွန်တော်လုပ်ပေးနိုင်တဲ့အပိုင်းကဘာတွေလုပ်လို့ရှိရင်တော့ကျွန်တော် share ဝင်လို့ရနိုင်တယ်ဆိုတော့အဲသူကတော့ ဘာပဲဖြစ်တော့ရတာပေါ့နော်ဆိုတော့ကျွန်တော်ကတော့အာပုံမှန်ပြောတရုတ်ဆောင်ဆိုတဲ့အခါကျတော့ဒီကျွန်တော်ကမီဒီယာပေါ်မှာအဓိကတော့ online ပုံမှာပေါ့နော် online ပုံမှာကျွန်တော်ဒီ community ပတ်သက်တော့အချက်လက်တွေကိုကျွန်တော်က post တွေတင်တာမျိုးဖြစ်ဖြစ်အာဗီဒီယိုတွေရိုက်ပြီးတင်တာမျိုးဖြစ်ဖြစ်ဒီဘက်ပိုင်းကိုကျွန်တော်တာဝန်ယူပေးမယ်အဲ့တော့ကျွန်တော်လည်းဒီ company မှာ share ဥပပေါင်းပါဝင်မယ်ဆိုတော့အော်သူတို့ကလည်းအဲ့ဒါကိုအစီအပြေတဲ့အခါကျတော့ကျွန်တော်ဒီမှာဒါ share ဝင်ဖြစ်သွားတဲ့သဘောပေါ့လေပြီးတော့ဘာကြောင့်လို့ share ဝင်ဖြစ်တာလဲဆိုတော့လည်း ဟိုကျွန်တော်တို့အမှုပညာလုပ်ငန်းကဥပဒေပြောရရင်လက်ရှိမှာကအရန်ကြီးဟိုတိတ်ပြီးတော့ဟိုမရရတာပေါ့နော်ဒါကလည်းကျွန်တော်မရရတာလည်းဖြစ်ရှင်လည်းဖြစ်မှာပေါ့လေဆိုတော့ကျွန်တော်အနေနဲ့ကျတော့တိတ်ပြီးတော့ဟိုရဲကွေးတွေနေလာတဲ့အခါကျတော့ကျွန်တော်တို့ရဲ့အနာဂတ်အတွက်အခုဆိုရင်ကျွန်တော်လည်းဒါတစ်ပြေးပြေးနဲ့အာလေးထိပ်စီးတောင်းရောက်ခံနေပြီပေါ့ဆိုတော့ကျွန်တော်ရဲ့ကြံရှိနေတဲ့အနာဂတ်အတွက်ကိုကျွန်တော်တို့ကစီးပွားရေးတစ်ခုလုံးဝဖြစ်မယ်ဆိုတော့ခေါင်းစဉ်နဲ့ကျွန်တော်လည်းတခြားသောလုပ်ငန်းတွေလည်းကျွန်တော်အများကြီးစဉ်းစားသေးတယ်ဒါပေမဲ့အဲဒါလေးကအခု ရေကန်အသင့်ကြာအသင့်လို့လည်းဖြစ်သွားတာပေါ့လေကျွန်တော်အခုမှဒီလုပ်ငန်းကိုလည်းစပြီးမြေစမ်းပြန်ပြုတ်လုပ်တာတော့မဟုတ်ဘူးတို့လုပ်ငန်းတဲ့တစ်နှစ်လောက်တည်းလှုပ်ထားပြီးသားလုပ်ငန်းကိုကျွန်တော်နောက်ကနေ follow လေးလိုက်ပြီးတော့ကျွန်တော်လုပ်ယုံမဲဆိုတဲ့အခါကျွန်တော်ကျွန်တော်တို့လည်းပို့ပြီးတော့အဆင်ပြေမှာဆိုတော့ကျွန်တော်ဒီမှာလာပြီးတော့ရှေ့အောင်ဖြစ်တာပါဒီ Neon for Travel Company တို့တတိဆိုရင်လည်းတကယ်ဘာသာရေးဓမ္မပေါ့နော်ဟိုဟိုနေဝင်ဆိုရင်လည်းစကားပြောကြည့်ရဲ့အချိန်ခါမှာဟိုဘာသာရေးဓမ္မဖြစ်တဲ့နေစဉ်ကိုတကယ်ဟို ါနာတွေတော်တော်များများကိုပြုနေရအောင်သိရတယ်ပေါ့နော်သူဘာသာရေးလုပ်တယ်ဆိုတာလည်းဘာသာရေးလုပ်တဲ့ဒီဒါနာတွေကုသိုလ်တွေကဟိုစကားပြောကြည့်ရချိန်ကမှမတမအောင်လေးစားစရာကောင်းတဲ့အချက်တွေတွေ့ရတယ်ပေါ့နော်ပြောဟိုအရင်လဲသဘောကောင်းတဲ့ဟို company function တစ်ထေးပေါ့အဲ့ဒီကနေဒီ share လုပ်ငန်းတွေဒီ travel နဲ့ပတ်သက်တာအင်ချမ်းမီဝန်ဆောင်မှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဒီမှာဟို share ဖြစ်ဖို့အတွက် ိုတော့ဒီမှာဟိုအကြံဉာဏ်ပေးလိုက်တာပေါ့ဒီလိုလုပ်ဖို့ကောင်းတဲ့ကောင်းတဲ့ရေစက်ဆောင်ခြင်းနဲ့တွေ့ရဆိုတော့အော်ရိုက်တာ ရေခွေးနဲတာပေါ့ပါတာပေါ့ပါတဲ့ခါကျတော့ဟိုဘယ်လိုပြောရမလဲရေခွေးပါတဲ့ပုံမှာကျွန်တော်ဒီရေခွေးတစ်ခုတည်းကိုပဲကျွန်တော်ညှော်လင့်ပြီးတော့ပေါ်နေလို့ရှိနေကျွန်တော်ခုနကပြောသလိုပဲနော်စာဝန်ရေးရအစားဟိုတဖြည်းဖြည်းနဲ့ဒါကတိတ်ပြီးတော့ခုဘွားရက်တီချက်အတွက်ကတဖြည်းဖြည်းနဲ့ဟို ်ဝါဒနာရနဲ့ဟိုဘောနော်ဝါဒနာရတာလောက်တာပဲရှိတာပေါ့လေကိုဘွားယက်တိကျဲအာမခံချက်ပြီးနိုင်မယ်အဲစီးပွားရေးလုပ်ငန်းမျိုးမဟုတ်တဲ့ခါကျတော့ဒါလုပ်ငန်းကိုကျွန်တော်ထပ်ပြီးတော့တိုးချဲ့တာပေါ့ဒါတိုးချဲ့ဆိုအမှုပြန်လုပ်ငန်းတွေရနာလိုက်ဖို့ကျွန်တော်ပြောတာမဟုတ်ပါလေဒါထပ်ပြီးတော့ကျွန်တော်เนี่ยစီးပွားရေးဘက်ကိုထပ်ပြီးတော့ခြေလှမ်းထလှမ်းတဲ့သဘောပါပဲအမှုပြန်လုပ်ရလည်းတကယ်လို့ကန်းလမ်းမယ်ဆိုလို့ရှိရင်တော့အဆင်ပြေတော့ကျွန်တော်ရိုက်နေအောင်ပါပဲပေါ့နော်အဲတကယ်တော့မင်္ဂလာသတင်းကတော့ကျွန်တော်တို့ကလွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကတည်းကဒါကျွန်တော်တို့က စီစဉ်ထားတာတွေရှိတာပေါ့နော်ဒါပေမဲ့အကြောင်းအကြောင်းကြောင့်လေးတွေနဲ့အာပြီးတော့အဓိကတော့ငွေကြေးအပိုင်းပေါ့လေဥပလင်ပြောရင်တော့ဒါငွေကြေးပေါ့ကျွန်တော်တို့လိုအပ်တဲ့ဟိုငွေကြေးပမာဏလေးတစ်ခုမရောက်သေးတဲ့အခါကျတော့ကျွန်တော်တို့မှခြေလုံးချတော့လေးဖြစ်နေခဲ့ရတဲ့အချိန်လေးရှိတာပေါ့နော်ဆိုတော့အဲ့လိုကနေမှကဲဒီနှစ်ကတော့ကျွန်တော်တို့ဥပလင်ပြောရရင်ကျွန်တော်တို့နှစ်ယောက်စလုံးကလည်းကိုးကနန်းဆိုရင်ကျွန်တော်သဘောကျကြတယ်အဲသဘောကျကြတယ်ဆိုတာကအခုကျွန်တော်နှစ်ယောက်ရဲ့ အဲသမီးသားစဖြစ်တာကဒါ9ရက်9လ2000 2000ပေါ့နော်2000ပေါင်းလိုက်လဲ9ပဲပေါ့ဆိုတော့အခုအဲ့ဒီ2000ကနေအခု2025တိဆိုရင်ဒါအားလုံးပေါင်း16နှစ်ပေါ့နော်16နှစ်ပေါင်းလိုက်လဲဒါ9ပဲအဲ9ပဲပြီးတော့နောက်တစ်ခုက2025ဆိုတော့ပေါင်းလိုက်လဲ9ပဲပေါ့နော်ဆိုတော့ဒါ9ခန်းလေးတွေတိုက်ဆိုင်နေတဲ့နှစ်လဲဖြစ်တဲ့ခါကျတော့အဲဒီနှစ်ကတော့ ကျွန်တော်မဖြစ်မနေဘူးဒါကျွန်တော်မင်္ဂလာကိစ္စလေးရောင်းအောင်ကောင်းထည့်ပုံမယ်ဆိုပြီးတော့အာစိတ်ကူးလေးကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကလေးကဒါနောက်ဆုံး target ပေါ်လေဒီ2025တော့ငါမဖြစ်မနေမင်္ဂလာကိစ္စတော့ငါတို့နေ့ရောက်မဖြစ်မနေပါကောင်းလေပေါ်ကြတော့မယ်ဆိုရယ် target လေးကိုကျွန်တော်ထားခဲ့တာပေါ့เนาะဆိုတော့အဲကံကောင်းခြင်းတော့လဲဒါဒီလိုမျိုးထားတဲ့ရွယ်ချက်ရှိနေတဲ့အချိန်မှာပဲ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒါလုပ်ဖို့ဖြစ်လာတဲ့အခါကျတော့ဒီနှစ်ကတော့ဒါကျွန်တော်တို့ကံကောင်းခြင်းများစွာသဘောလက်ကောပေါ့နော်အဲ့လိုပဲပြောမှာပေါ့ဒီကတော့သစ္စာရှိရပါပေါ့နော်အမအဖို့သစ္စာရှိတာဒီကတော့ဒီသမီးသားသမာဝါဆိုတာဟိုဘယ်လိုပြောမလဲအားနေချက်အားသာချက်တွေရှိရလေကောင်းတာဆိုတာတွေလောကဒဏ်အတက်ကြတွေအများကြီးရင်ဆိုင်ရတယ်တိခံရတယ်ဒါတွေတော်တော်လေးဟိုတိခံနိုင်သစ္စာရှိနိုင်မှရတာ哦အဲ့လိုသူလည်းဟို ိုအမကမှတစ္ဆာရှိတယ်။ဟိုဟိုကိုမကြိုက်တဲ့အချက်ရလေးကြာရင်တော့ဟိုဟိုညှိနိုင်ရတာပဲပေါ့။အာပိုးပိုးလေးလေးပြောရရင်တော့ကျွန်တော်တို့ဒီ session နဲ့တွဲမှာဆိုတာလဲဒါဟိုရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဒါပြဿနာပေါင်းများစွာနဲ့ပေါ့เนาะအကုန်လုံးပြဿနာပေါင်းဆိုတာလဲဒါလူမျိုးရေးစီးပွားရေးစသည်ဖြစ်ပေါ့အကုန်လုံးအဓိကတော့နံပါတ်1ကတော့စီးပွားရေးပေါ့လေစီးပွားရေးဆိုတာဒါကျွန်တော်နှစ်ယောက်ဆိုတော့လူပြားလုပ်ငန်းတွေလုံးကြသူတွေဖြစ်တယ်ပြီးတော့ဟိုဘယ်လိုပြောရမလဲလိုတဲ့ဟိုဂျင်းတဲ့ target မျောမှန်းထားတဲ့ target ထိမရောက်တဲ့ခါကျတော့ငွေကြေးပြည့်စုံမှုကလည်းဒါမျောမှန်းထားတဲ့ target ထိမရောက်တဲ့ခါကျတော့တခါလေကြာရင်ကြောက်ကစားဖြစ်တာရှိရဲတခါကြာရင်လည်းပြတ်မလို့လို့ဖြစ်တာရှိတယ်စိတ်ဆိုးလိုက်ရန်ဖြစ်လိုက်ဟိုတကြဖြတ်ကြပေါ့တကြဖြတ်ကြဆိုတော့ဘယ်လိုပြောရမှာမဟုတ်ပါဘူးလို့ပြောဆိုတော့ဒီလိုနဲ့ပဲကျွန်တော်ဖြတ်တန်းလာခဲ့တာဒါ session နဲ့တခုဖြစ်တော့မအောင်ပါအနုပညာလုံးချင်သေးရလဲပါပေါ့เนาะအရင်တော့အပြင်အပြင်မှာ video ကားတွေရိုက်ခဲ့တာပေါ့နောက်မှဟိုဟို နေရာလေးတခုလေးရချင်တော့အမဒီဘိုးနဲ့စာချုပ်ချုပ်ပြီးတော့ဟိုကလူပညာဆက်လုပ်ချင်သေးတော့အဲ့လိုမြူပြက်သေးရလဲပါတယ်ပြီးတော့ကိုယ့်ရဲ့မိဘကိုလည်းကြည်ချင်သေးရလဲပါတာပေါ့နော်အဲ့လိုမျိုးကြောင့်လည်းနည်းနည်းအဲ့လိုမျိုးအဲ့လိုနားလည်မှုနဲ့ပဲဒီလိုပဲလူပညာလုပ်လိုက်ဒီလိုယူဖို့အဲ့လိုမျိုးမရောက်သေးရလဲဖြစ်တာပေါ့နော်ဟုတ်ကဲ့လူတွေကလည်း session နဲ့ဆိုတော့အာတခုပြောလိုက်ပြီးဆိုရင်အာမျိုးစုံတော့ပြောကြမှာပါပဲ အာကျွန်တော်တို့ကတော့ဒါတွေကတော့မမှုတော့ပါဘူးသိရမလား session တွေတော့ကြာပြီတွင်းနေရဘာဖြစ်တယ်ညာဖြစ်တယ်ဟာယောက်ျားလေးကတော့ဒီလောက်ထိတွင်းနေတာဒါမอยู่သေးရတမူးမထားလို့စသည်ဖြစ်ပေါ်တာမျိုးစုံတော့ပြောကြမှာပဲလေဒါပေမဲ့ကိုရီနှစ်ယောက်ကြောင်းကိုရီပဲသိတာပဲလေနော်အဲ့လိုမျိုးပြောနေလို့လည်းဒါကိုကျွန်တော်လိုက်ခံစားနေလို့ဟိုမထူးလာဘူးလေနောက်တစ်ခုကအဲ့ပြောတဲ့သူတွေကလည်းဒီနှစ်ယောက်ရဲ့ဘဝရှိရွဲ့ဘာမှလည်းလာပြီးထောက်ကူပြုပေးတာလည်းမဟုတ်တယ်လို့အာသူတို့ကတော့သူတို့ပါဇက်တွေရှိတာပဲသူတို့ပြောလိုက်တာပဲရှိကောင်းရှိမှာပဲလေဆိုတော့ကျွန်တော်တို့ကအဲ့ဒါကြီးလည်းလိုက်ပြီးတော့ ခေါင်းထဲထည့်မနေဘဲနဲ့ကျွန်တော်တို့နှစ်ယောက်ကိုဘယ်ဘဝဖြတ်တန်းမှုအတွက်ကိုပဲကျွန်တော်ဦးစားပေးပြီးတော့ဒါစဉ်းစားဆုံးဖြတ်ခဲ့ရတာရှိတာပေါ့ဆိုတော့အဲဒီလုပ်ငန်းလေးလုပ်ဖြစ်တဲ့ရွယ်ချက်ကလည်းအဲ့လိုပေါ့လေကျွန်တော်ခုနကပြောသလိုပဲဒီဟာအတွက်ကိုကျွန်တော်ရဲ့အနာဂတ်အတွက်ကိုဒါနောက်ထပ်ခြေလှမ်းတစ်ခုအစာပြုခြင်းပါပဲကျွန်တော်တို့လက်ထက်ကွင်းကလွန်ခဲ့တဲ့3နှစ်ကလေးကကျွန်တော်တို့တောင်းထားတာရှိတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ဗီဒီယိုရိုက်ထားတာလည်းရှိတယ်အဲ့ဒါလည်းခုနအောင်းလေးကိုပြောလိုက်ရအောင်အဲ့ဒီဗီဒီယိုကဘယ်သူမှမဟုတ်အောင်းလေးပဲရိုက်ပြီးသားလားအောင်းလေးကအဲ့အဲ့ဒီထဲမှာဇက်ဖို့ အဲကျွန်တော်လက်ထပ်ပဲတောင်းတဲ့ဟာကသူကဇက်ဘူဘေးနားနေမြန်မာကားတွေမှာနေနောက်ဆုံးကျရင်ပြောရအေးဆိုအေးလက်ကိုတွေထဲမှာသူပါတယ်ဒါသူ့တော်ခွေးကမမေးလဲအဲ့ဗီဒီယိုဘယ်တော့တင်ပါလဲဆိုတော့မေးအောင်မားတော့ဟိုပါဟိုအမှန်တိုင်းပြောရရင်ဒီဟိုတချို့ကြောင့်လည်းစေးဆက်တယ်မင်္ဂလာဆောင်တယ်ပေါ့နော်မင်္ဂလာယူကြရမြန်မာနမိတ်ရအတိတ်နမိတ်ကောင်မင်္ဂလာယူရပေါ့ကိုကကြတော့နာမည်ဧည့်သည်တွေကိုကြည်ရတယ်အခုဆိုရင်ပို့တယ်ပေါ့နော်ညာသေးဦးတို့ကတော့အေးအေးဝဝနဲ့ညနေပိုင်းဆောင်ရတာကိုပို့စိုက်တယ်လို့ဆိုတော့လာရဲသူကလည်း ဟိုမပူတော့ဘူးလေမပူတဲ့အချိန်ဆိုတော့ညနေပိုင်းအေးဆေးဆေးလာရတဲ့နေရာမျိုးအဲ့လိုမျိုးဟိုအဲ့ဒါမင်္ဂလာပွဲရောက်ရတဲ့ခါပြန်ပူသွားလိုက်မယ်ညနေပိုင်းဆိုတော့ဒါပလင်းလေးတွေပါလာတော့ခဏထပ်ပူသွားတယ်အေးလဲဝရတယ်ပေါ့နော်မနှက်စောကြီးဆိုအေးလဲမဝအောင်ပူပူလောင်လောင်နဲ့ပြင်ဆင်လာရတယ်ပေါ့ဒါဆိုပေါ့ညနေပိုင်းဆောင်ရတာစိုက်တယ်ပေါ့လေအဲ့လိုပုံစံမျိုးလေးစိုက်တယ်ပေါ့ပြောတော့ကျိုးတော့မပြောသေးပါဘူးเนาะလာမှာပဲခန်းနာတာလေခန်းခန်းနာတာတော့မင်းကလေးတိုင်းစိုက်တာပေါ့เนาะအဓိကတော့ကို လာမဲ့ဧည့်တွေပဲဝါစီချင်တယ်ကောင်းကောင်းမွန်မွန်လေးချွေးမွေးပြီးတော့အဲ့လိုလေးဖြစ်စေချင်တယ်ကောင်းကောင်းမွန်မွန်လေးပေါ့တင်းတင်းလျောက်ပတ်ပြီးတော့အာဘယ်လိုပြောလဲဆိုတော့ကျွန်တော်ခုနကပြောဆိုခဲ့ဟိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲကျွန်တော်ကကိုကိုကြိုက်တဲ့သူတွေဆိုတော့ကိုကနေကြိုက်တဲ့သူဆိုတော့ဒါဒီနှစ်ကအကုန်လုံးနဲ့တိုက်ဆိုင်တဲ့နှစ်လည်းဖြစ်တဲ့အခါကျတော့ အဲအဲ့ဒါကြောင့်လည်းပါမလားတော့မသိဘူးဗောလေဒါအခုဒီလုပ်ငန်းလုပ်ဖို့အတွက်လည်းဖြစ်လာတယ်ပြီးတော့အခုကျွန်တော်တို့ဒီလုပ်ငန်းတီစီယာချန်နံပါတ်ကလည်းကိုလမ်းနံပါတ်ကလည်းအာတော့ကလမ်းဆိုတာပေါင်းခြင်းကကိုပေါ့နော်ဆိုတော့အကုန်လုံးကကျွန်တော်ကိုကနေနေလာပြီးတော့ ုပြုံပြီးတော့တိုက်ဆိုင်နေလေဆိုတဲ့အခါကျတော့ဒါတကယ်ကံကောင်းတဲ့နှစ်ပဲလို့ကျွန်တော်ထင်ပါတယ်။ဒါဟောတာဟောတာကျွန်တော်တို့လုပ်ငန်းနဲ့ပဲဒါထွက်ရမှာပေါ့။အမလီမလုပ်ပါဘူး။အဲတခါလည်းမွေးမရမယ်ကိုရောက်တယ်။သူ့ရဲ့မွေးကလည်းမွေးမရဘူး။ကိုကသူကခုရကိုဝင်ဆောင်။ဘယ်လိုဒီမှာဆောင်တာလဲ။အေးဒါရွှေငွေအင်ချမ်းမြေဝန်ဆောင်မှုလုပ်ငန်းနဲ့ကျွန်တော်နေရဟော travel အတူအာဒါလုပ်ငန်းနှစ်ခုပေါ့နော်။လုပ်ငန်းနှစ်ခုရဲ့ဒါမိတ်ဆက်ပွဲလေး ခွင်ပွဲလေးမှာအခုကျွန်တော်တို့တက်ရောက်လာပြီးတဲ့ကျွန်တော်ချစ်ခင်သောကျွန်တော်တို့ရဲ့အမှုညာဒီကိုမောင်းသမားတွေနောက်အခြားသောလုပ်ငန်းရှင်တွေမိတ်ဆွေတွေအပေါင်းအသင်းတွေစသဖြင့်ပေါ့အားလုံးအားလုံးအားလုံးတူးတူးတယောက်ချင်းမကြံတကယ်ကျေးဇူးအများကြီးတင်ပါတယ်လို့ဟိုကျွန်တော်ဘက်ကတော့တူးတူးတယောက်ဟိုကျွန်တော်ဘက်ကတော့တယောက်တည်းဟိုအဲ့ခံရသလိုဖြစ်သွားတဲ့အခါကျတော့အဲဝမကြည်ကွန်းသားတွေဟိုလေဟင်းလို့ဖြစ်တာရှိလို့ရှိရင်လည်းကျွန်တော်ခွင့်လုပ်ပေးပါနားလည်ပေးပါလို့ညွှန်လဲတောင်းပန်ပါတယ်လို့အဲ့တော့ဟိုရှေ့ဆက်ပြီးတော့လည်း အဲကျွန်တော်တို့ရဲ့ဒီလုပ်ငန်းလေးမှာယုံကြည်စိတ်ချစွာနဲ့လာပြီးတော့လာရောက်ဆက်သွယ်မေးမြန်းအနှံ့နိုင်ပါတယ်လို့ဟုတ်နေရန်ဖို့ travel to ဒီ travel to မှာဆိုရင်ပြည်တွင်းပြည်ပခီးစဉ်တွေလည်းရှိရပေါ့เนาะရွှေငွေမှာဆိုရင်ဟိုအင်ချမ်းမြေရောင်းဝယ်ခါအဲလုပ်ငန်းတွေလည်းရှိတယ်ပြီးတော့ construction ရော decoration ပိုင်းရောလည်းလည်းရှိပါတယ်ပြီးတော့နောက် legal service ပေါ့ကျွန်တော်တို့ဒီ service service နဲ့ငွေမှုရှိမရှိစစ်ဆေးပေးတာတွေနောက် ban နဲ့ချိန်ပြီးတော့အရေးကြဝယ်လို့ရတဲ့ စနစ်တွေဒါတွေအစကျွန်တော်အားလုံးကိုဆောင်ဖို့ပြပါတယ်ဟုတ်စိတ်ချယုံကြည်ရတဲ့ရှေ့နေနဲ့ဟိုစုံစမ်းပြီးတော့ဒီချာစီစဉ်ဆောင်ရွက်ပြီးရပေါ့နော်ကြေးဟိုကြီးရှုနေတဲ့ပရိသတ်တွေလည်းအင်ချန်မီနဲ့ပတ်သက်တာပဲအဲရောင်းဝယ်ငှားချင်တာပဲဖြစ်ခီးသွားနဲ့ပတ်သက်တာပဲလိုအပ်တာပဲဖြစ်ဖြစ်ဒီအိတ်နေရန်ဖို့ travel ဒီ page မှာအဲစုံစမ်းပေးမြန်းနိုင်ပါတယ်ဒါမှမဟုတ်ရင်လည်းဒီကိုယ့်တက်ကိုယ့်ရဲ့အကောင့်မှာလာပြီးတော့စုံစမ်းပေးမြန်းနိုင်ပါတယ်ကျွန်တော်ရဲ့ account မှာကျွန်တော်ရဲ့ page မှာလည်းလာပြီးတော့ပြင်ပြပေးရပါတယ်သူရဲ့ဟိုမလွင့်ရသေးတဲ့ဇလန်တွေအစ်စ်လေး နှစ်တွဲရှိရပေါ့နော်လွှင့်တော့မလွှင့်သေးဘူးဇလန်တွဲလေးလာရင်လည်းအပေးပါအောင်လို့